ားလုံးပဲမင်္ဂလာပါပရိသတ်ကြီးရေဒီကနေ့ကတော့2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မြန်မာတက္ကသိုလ်1389ခုနှစ်နတ်တော်လဆုပ်3ရက်နေ့တနင်္ဂနွေနေ့မြန်မာနိုင်ငံပေါ်ချန်ပီယံဖြစ်လာမယ့် MMA fighter Joshua Van ကကမ္ဘာအကောင်စုပရိုမိုရှင် UFC မှာအသက်24နှစ်နဲ့ချန်ပီယံခပ်ပတ်စင်ခေါ်ထိုးသက်ခွင့်ရတဲ့နေပဲဖြစ်ပါတယ်ပရိသတ်ကြီးတွေရေ Joshua Van ကိုကမ္ဘာပေါ်က fighter တော်တော်များများကတော့အနိုင်ရစေခြင်းလို့ပန်တူချိုင်းအားနည်းချက်ကတက်လွန်ဖြစ်တဲ့ ပြီးတဲ့အခါ body shot ဖြစ်တဲ့ဒါကြောင့်မလို့တက်လွန်ကိုဖြုတ်ဖြတ်ဖို့အတွက်ဒီပွဲမှာ Joshua Van အနေနဲ့ပန်တိုချာကြီးကတရက်ဆက် body shot တွေကြီးပဲထိုးကျွေးပြီးတော့အမောက်သိပ်ပြဖို့လိုအပ်တယ်ဆိုပြီးတော့အကြံဉာဏ်ပေးခဲ့ကြတာပါမြမကစားသမိုင်းမှာအမြင့်ဆုံးတဲ့အခမ်းအနားဆုံးအောင်မြင်မှုတွေရယူပေးနိုင်ခဲ့တဲ့ကစားသမားတွေအမြောက်များထွက်ပေါ်လာခဲ့ပူပါတယ်။မြမောက်ခေအားကစားသူမဟုတ်ဖြောပြေမှုပိုင်းဆိုင်ရာအားကစားမှာတော့ဂျိုရှုဟာဗန်ကအမြင့်ဆုံးပဲဖြစ်ပါလိမ့်မယ်။ MMA ကစားနည်းဟာအမေရိကန်မှာစတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီးဆယ်စုနှစ်နှစ်ခုနဲ့ကင်းကနန်သက်တမ်းပဲရှိပါသေးတယ်။သို့တော်လည်းအချိန်တိုတွင်တစ်ကမ္ဘာလုံးကိုထိုးပေါက်လာကကမ္ဘာရဲ့ရက်ကတိုက်ခိုက်ရေးသမားတွေရဲ့ပန်းနိုင်အိမ်မှန် MMA အခြေဆိုင်ရာ UFC ဖြစ်နေပါပြီ။ဒီလိုနေရာမျိုးမှာကျမတို့မြန်မာနိုင်ငံချင်းတောင်ဒေသမှာမွေးဖွားခဲ့တဲ့လူငယ်လေးတယောက်ကအသက်24နှစ်နဲ့ချန်ပီယံစိန်ခေါ်ခွင့်ရခဲ့တာပါ။ ဂျိုဂျူအဗန်ဟာဒီလိုမျိုးခြေနေမျိုးတွေကိုပိုင်ဆိုင်ခွင့်ရဖို့ငငယ်လေးကလေးကစနစ်တကျနဲ့သင်ကြားကြိုးစားခဲ့တဲ့သူလုံးဝမဟုတ်ပါဘူးမိဘတွေကလည်းအဲဒီလောက်ထိပံ့ပိုးပေးနိုင်တဲ့သူတွေမဟုတ်ပါဘူးတန်ဆာနဲ့နဲ့ရွှေအမေရိကကိုရောက်သွားချိန်ဘာသာစကားအခက်ခဲကြောင်းကျောင်းနေရွယ်ကလေးတွေကနိုင်ချင်းပူကြခံရတာတွေကိုပြန်လဲတွန်းလှန်ရင်းကနေဒီနယ်ပယ်လေးရောက်လာဖို့အကြောင်းရင်းတွေဖန်လာခဲ့တာပဲဖြစ်ပါတယ် ူက MME နေပယ်လေးကိုရောက်တာငါးနှစ်ဝင်းကျင်မှရှိသေးတယ်လို့ UFC ကိုရောက်တာလည်းနှစ်နှစ်ဝင်းကျင်မှရှိသေးတာပါတို့တော့သူရဲ့ပင်ကိုပါရမီပြေဝါမှုကိုယ့်အလုပ်ပေါ်မျက်ချင်မပြတ်အာရုံထားမှု professional ဆံမှုမြမားဘာလဲဆိုတာတကဘာလုံးကိုသိအောင်လုပ်ပြမယ်ဆိုရဲခံယူချက်ပြင်းပြမှုစတဲ့ခိုင်မာပြတ်သားလွန်းနေစိတ်ပိုင်းဆိုင်ရာခံယူချက်တွေကြောင့်လက်ရှိမှာကမ္ဘာအကောင်ဆုံးတိုက်ခိုက်ရေးသမားစီးရင်ဝေးဖြင့်အကျွမ်းမဲ့သူမဟုတ်အတိမတ်လက်ခံထားကြပါပြီ ဒီကနေ့မှာတော့ UFC Champion ကပတ်စင်ကောပွဲကိုထိုးတက်ရတော့မှာပဲဖြစ်ပါတယ်။သူ့ရဲ့ဘေးမှာမြန်မာနိုင်ငံလန်ကြီးကိုချိတ်ဆွဲကူစားပြုပြီးထိုးတက်တော့မှာပါ။စစ်မှတ်တင်အင်မတန်မှထူးပြောလွန်းလာတဲ့စင်ရင်မွေးတီလွန်းတဲ့နိုင်ငံကကိုတူးကိုချွန်လာတဲ့လူငယ်တယောက်ဆိုတော့ကဘာကိုချပြတော့မှာပါ။ဒါကြောင့်ဒီနေ့ကကျမတို့နိုင်ငံအတွက်ဗန်အတွက်ချင်းပြည်နယ်သားတွေအတွက်တိုက်ခိုက်ရေးလောကသားတွေအတွက်အလုံးအလုံးအတွက်သမိုင်းတွင်မယ်နေပဲဖြစ်ပါတယ်။